တဏ္ဍာကုံ၃ပါးကိုနေ့စဉ်ပုံမှန်ရွတ်ဆိုနေတယ်ဆိုရင်အဲ့ဒီပုံကိုယ်တွေမှာတွေ့ရမဲ့ထူးခြားချက်တွေကိုပြန်လည်ပြီးတော့မျှဝေပြီးတော့မှာဖြစ်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေတို့ကတဏ္ဍာကုံ၃ပါးကိုရွတ်ဆိုပွားများပူဇော်နေတယ်ဆိုရင် DW လေးကိုဆုံးအောင်ကြည်သွားလိုက်ပါအဲ့ဒါကဘာတွေလဲဆိုတော့ဒုက္ခရောက်တော့မယ်ဆိုရင်မိမိရဲ့စိတ်ကအလိုလိုတည်နေတတ်ခြင်းစိတ်ရင်းမမှန်တဲ့လူတွေကိုအနာမှာအမြဲမနေနိုင်ခြင်းသူ့အလိုလိုထွက်ခွာသွားကြရခြင်း ဒုက္ခရောက်เสียရရှိရင်လည်းပဲအဲ့ဒီဒုက္ခတွေကနေဖယ်ထုတ်ပေးလိုက်ခြင်းကြီးကြီးမားမားဖြစ်မဲ့ပြဿနာတွေကိုသိငယ်သွားအောင်ပပျောက်သွားအောင်ဆောင်ရွက်နိုင်ခြင်းဘေးအန္တရာယ်တွေဒုက္ခတွေကြုံတွေ့နေရင်တောင်စိုးစိုးဝါးဝါမကြုံတွေ့ရခြင်းစောင့်ရှောက်ကူညီခြင်းနဲ့လူတွေကိုယ့်ကိုကာကွယ်ပေးမဲ့ပုံကိုယ်တွေပေါ်လာခြင်းအန္တရာယ်ဆိုးတွေမကြောက်ရခြင်းဒေဆိုဒုက္ခဆိုးတွေမကြုံတွေ့ကြရခြင်း ဘေးအန္တရာယ်တွေကြုံတွေ့လာရင်တောင်အဲ့ဒီဘေးအန္တရာယ်တွေကနေလွတ်မြောက်ခြင်းလတ်လာပါများရှင်လန်းပြီးတော့ငွေများတိတိတတာဝင်လာခြင်းမိမိကို ပေးခြင်းကမ်းခြင်းတဲ့လူတွေစောင့်ရှောက်ခြင်းတဲ့လူတွေကြွေးခြင်းမွေးခြင်းတဲ့လူတွေပေါ်များလာခြင်းယခုပြောသွားတဲ့အချက်တွေကတော့တဏ္ဍဂုံသုံးပါးကိုနေစဉ်ပွားများတဲ့ပုဂ္ဂိုလ်ရှင်မှာတွေ့ရမယ့်ထူးခြားချက်တွေဖြစ်ပါတယ် ဒါကြောင့်မိမိတို့ရဲ့ဘဝလက်ကျန်အချိန်မှာမိမိတို့ဟာကံကောင်းနေသေးလို့ယနေ့အချိန်ဒီအသက်ရှင်ပန်းနေတာမိမိတို့ရဲ့နေ့စဉ်လက်ကျန်အချိန်တွေမှာကုသိုလ်ပညာဥစ္စာတခုခုကိုတော့မရရအောင်ယူဆောင်သွားပါဘဝရဲ့လက်ကျန်အချိန်တွေမှာကိုယ်စိတ်နှစ်ပါးချမ်းသာချမ်းသာစွာဖြင့်စီးပွားရေးလူမှုရေးတားရဲ့သမီးရည်တွေကိုလည်းပဲလွယ်ကူစွာဆောင်ရွက်နိုင်ကြပါစေပြီးတဲ့နောက်မှာလည်းပဲခန္ဓာပေါ်ညံရောက်အောင် တိတိအတိုင်းကြင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြသည်ဖြစ်၍နိဗ္ဗာန်ကိုမျက်မှောက်ပြုလည်နိုင်ကြတဲ့ပါရမီရှင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ။